ီတာကတငယ်ချင်းတွေကငါ့အတွက်ကူညီပြီးငါ့အတွက်နဲ့ပဲသွေးထွက်ရတယ်။အဲ့နောက်အကိုနဲ့ရှိခဲ့တဲ့အချိန်တွေဟီရိုးဖြစ်ဖို့တင်ပေးခဲ့တဲ့အတွေ့အကြုံနဲ့အတီတရားတွေဒါတွေကိုအားယူပြီးအီတာကပြန်ထကစတိန်ကိုတစ်ချက်ကန်လိုက်ပါတယ်။အီတာရဲ့ခြေတော်ကအေဇော်ကကတ်နေတာကြောင့်တိုတိုရိုကီကိုမီးနဲ့ပစ်ခိုင်းတာစတိန်ကလုံးလုံးမရအောင်လို့လိုင်းနောက်ရှန့်နေပါတယ်။အီရာကရက်စပီရိုအစ်စတန်ဒတ်အကွက်မီဒိုရီယာကလည်း1 4အကွက်ကို2ရောင်းတစ်ပြန်နဲ့တုံးပြီးတိုက်ပါပြီ။တစ်ဖက်မှာလည်းတိုရီနိုနဲ့အက်ဒီဗောကနိုမူတကောင်ကိုပေါင်းပြီးရှင်းလင်းလိုက်ပါရဲ့ တို့နှစ်ယောက်ကပေါင်းပြီးရှင်းလင်းနေဆိုတော့တူထက်ကအပြန်ဆိုင်ရှင်းကျင်နေတာကိုဘသူမှ short မပေးဘဲရှင်းလိုက်တာမျိုးဖြစ်ပါတယ်။တစ်ဖက်မှာတော့တူတူရူကြီးရေခဲကျွနေကြတဲ့ stain ကလဲပြီးညင်နေတာကိုတွေ့ရရတယ်။သူ့သေးသွားပြီလား။နောက်ထပ်နိုမိုတကောင်ကို Eddie Vaughn ကဝင်တီးလိုက်ပြင်မဲ့အဲ့ဒီနိုမိုကသူ့ရဲ့ပြတ်သွားတဲ့လက်ကိုပြန်ထုံးနိုင်တဲ့အစွမ်းရှိနေပါတယ်။ Healing အစွမ်းပေါ့ဒီကြံရတဲ့ feeling ပေါ့အစွမ်းတက်ရောက်မှုမရှိနိုင်အောင်ထင်နေ Hero တွေကိုတူတူရူကြီးပြောခဲ့တဲ့လိမ့်ဆောင်တာကို Eddie Vaughn ကလိုက်ခိုင်းပါတယ်။တူတူရူကြီးကလိုက်ခိုင်းမှုစသွားကလေးက Eddie Vaughn ကိုမှားခဲ့တာကြောင့်ပါ။ ။စတိန်ကမလုပ်တော့ဆိုတော့အရင်ဆုံးမီဒိုရီယာတို့ကလမ်းမဘက်ကိုထွက်လာခဲ့ကြပါတယ်။ပြန်လွတ်လို့ရနေပြီဖြစ်တဲ့နေတိကခြေထောက်တန်ရရထားတဲ့မီဒိုရီယာကိုခုံပိုးပြီးထွက်လာပါတယ်။လမ်းမရရောက်ချင်းမင်းမင်းကဘာလို့ဒီရောက်နေရလဲ။ရထားထဲမှာပဲနေလို့ပြောခဲ့တယ်မလားဆိုပြီးတိုရီနိုကမီဒိုရီယာနဲ့နာကိုပြီးကံပါပြီ။အက်ဒီဗိုလွတ်လိုက်တဲ့ဟီးရိုးတွေရောက်လာတော့ကျိုးထုတ်ထားတဲ့စတိန်ကိုတွေ့သွားပြီးအံ့ဩရပါပြီ။ကလေးတွေကအကျန်းဆုံးဗီလင်ကိုကြိုးတုတ်ထားတာဆိုတော့လေအီရာကသူ့ဒေါသတွေကြောင့်ဘာမှမမြင်ခဲ့တာသူ့ကြောင့်နဲ့ဒယန်ရခဲ့တာတွေအတွက် မီဒိုရီယာနဲ့တိုတိုရိုကီကိုမြေရီကြပြီးတောင်းပန်စကားဆိုလာပါတယ်။စတိန်နဲ့တိုက်ခိုက်တာ10မိနစ်ပဲကြာပေမဲ့မီဒိုရီယာတို့အတွက်ကတော့တကယ့်ကိုရှေ့လျရတဲ့တိုက်ပွဲတစ်ပွဲလိုပါပဲ။အဲ့ဒီချိန်တောင်ပန်တဲ့နိုမိုကမီဒိုရီယာကိုရုတ်တရက်ကောက်ချီသွားကမြင်သွားတာကြောင့်တိုရီနိုကလည်းခုံလိုက်လို့မမီတော့ပါဘူး။သူကခုံပြီးပဲသွားလို့ရတာလေထဲမှာမပြတ်နိုင်ပါဘူး။လာအောဖက်ကထွက်လာတဲ့တတို့တချောင်းနဲ့စတိန်ကသူ့ကိုတုတ်ထားတဲ့ဂျိုးတွေကိုဖြီးပြီးလူမှုနောက်ကိုလိုက်ကခုတ်ချလိုက်ပါတယ်။ဗီလင်ချင်းတူပင်မဲ့ကိုဂျိုးတွေလှုပ်တဲ့ဒူးစရိုက်သမားတွေဆိုပြီးစတိန်ကတော့ကြည့်မရပါဘူး။ အတီဘောပါရောက်လာခဲ့ပြီစတိန်ကတော့သူ့ကိုနှိမ်နင်းနိုင်မယ်တယောက်တည်းသောသူကအော်မိုက်ပဲဖြစ်ကြောင်းအားလုံးကြောင့်အော်ပြောလိုက်ပါတော့တယ်ဒီမာရီအပိုင်း16ကပြီးဆုံးတော့ပါတယ်တရင်တော့ကယ်လီကတော့ဟတ်စကီစီဗီခိုဆူမျိုးဘော်ကနေတရင်လေးဒိုင်ရိုက်တင်ဆက်နေပါတယ်တူဘူရာကမတင်တဲ့လို့သူ့ဆွဲနဲ့မှန်မြောင်းကိုဆွေးမြေးလိုက်ပြီးကိုရိုဂရီကသူ့ရဲ့ဝက်ဂိတ်နဲ့အတူပေါ်တယ်လူမျိုးတခြားတစ်နေရာစီကိုထောက်ခေါက်သွားပါပြီစတိန်ကတက်လို့ရရဲ့တမင်မတက်ပဲထားသွားခဲ့တဲ့ပုံမှာဒါကြောင့်မီတိုရီယာအီရာနဲ့တူတူရိုဂီတို့ဟာခိုဆူစီယုံစီကိုရောက်နေပါတယ် ။အိုစုမျိုးရဲ့ရဲမိုးကြီးစူရာကမင်းကရောက်လာပြီးစတိန်ကအယူကျိုးတန်ရာတွေနဲ့မီးလောင်တန်ရာရသွားခဲ့တယ်။အရေးချင်းပြည့်နေတဲ့ကျောင်းသားဟီးရိုးတွေကခွင့်ပြုချက်မရှိဘဲတိုက်ခိုက်ခဲ့တယ်။ဒါကြောင့်မီဒိုရီယာတို့ရောသူတို့ကိုသင်ပေးနေတဲ့မန်နူရယ်တိုရီနိုနဲ့အက်ဒီဗောတို့၆ယောက်ကပြင်းထန်တဲ့ပစ်ဒဏ်ခံရမယ်လို့ပြောလာပါဗျ။စူရာကမဲကလန်းလန်းရွေးခိုင်းတာပါစိမ့်မှာမီးလောင်တန်ရာတွေရှိလို့အက်ဒီဗောကသူ့ကိုဖန်ခဲ့တာပါလို့ပြောရင်လူတွေကလက်ခံမှာဖြစ်ပါတယ်ဒါပေမဲ့မီဒိုရီယာတို့၃ယောက်ဖန်ပြမှန်ဘယ်သူမှမသိကြတော့ဘူးချီးမွမ်းမှုမရတော့ဘူး တို့တော့ဖမ်းပြီးရဆိုရင်တော့ရှေ့မှပြောသလိုပဲ6ရောက်လုံးတေချာဖို့ပြည်တံတော်ခံရမှာလူတွေစီကချီးမွမ်းမှုတော့ရမယ်။ဥပဒေရောဥပဒေမဟုတ်လို့ပဲဒါကြောင့်ဘယ်လန်ယူမလဲဆိုတာမီဒိုရီယာတို့ကိုပဲဆုံးဖြတ်စေပါရဲ့။မီဒိုရီယာတို့ကအက်တီဗောဖမ်းနေဆိုတဲ့လမ်းကိုပဲရွေးလိုက်ပြီးစူရကမဲကတော့ဒီလိုဆိုရင်မင်းတို့ချီးမွမ်းမှုတော့ရတော့မှာမဟုတ်ဘူး။ဒါပေမဲ့ခုံယူပါရဲဆိုပြီးသူကတော့လေးစားတဲ့အနေနဲ့ဥညွတ်လေးပြုခဲ့ပါရဲ့။ hero တဲ့မှာကိုအက်ဒီဗော့ဖိုင်းတယ်ဆိုတာသတင်းစာနဲ့ TV တွေမှာပါလာပြီးလူတွေကနမနဲ့ hero အက်ဒီဗော့ကိုဝိုင်းချီးကျူးနေကြပါတယ် နူမူတွေကလည်းယူရီကျောင်းတိုက်တုံးကသူရီနဲ့ပတ်သက်မှုရှိရလို့ကောက်ထစ်ချကြပါရယ်။စတင်းကတော့အော်မိုက်ပြန်ပေါ်လာပြီးကလေးကတခြားဗီလင်တွေထက်လူသားမှုကိုပိုပြီးကျူးလွန်သောဗီလင်ဖြစ်နေပါရယ်။ဒန်ဟာပြတ်ထရရနေတဲ့စတင်းကတော့ရဲရဲအောက်မှာစီကူတမှုခံယူနေပါရယ်။တူမူရာကတော့စတင်းရဲ့တရင်ကပိုပြီးဟိဖြစ်နေတာကိုစိတ်တုံနေတာပါ။သူတို့ပိုပြီးဟိမဖြစ်လို့မမုံနဲ့အစ်စုကကတော့ hero အလုပ်တွေမလုပ်ရဘဲသမင်တန်ဆွမ်းတဲ့ဈေးကြောင့်ညာရိုက်နေရပါတယ်။နောက်နောက်ဆိုရင် TV မှာကျညာနေနဲ့ပြသသွားအောင်ပါပါ။ ယူအရကကမီဒိုရီယာနဲ့ဖုန်းပြောပြီးချသွားတော့သူ့ဇေယဂန်ဟတ်ကရီးစားလာလို့မေးခဲ့ပါတယ်အဲ့မဟုတ်ပါဘူးမီဒိုရီယာကမိန်းကလေးနဲ့ဖုန်းပြောရတာကောင်းကင်တာတွေဖြစ်နေပါပြီအီရာရဲ့စစ်စစ်ချက်ကတော့ဘယ်ဘက်လက်ကအချင်းယူပြီးရရှိကူတရအောင်ပါပါတိုရီနိုကတော့မီဒိုရီယာရဲ့မဆင်မကျင်တက်ခဲမှုကြောင့်လာစာရှော့ခံလိုက်ရပြီးဆရာလိုင်းစင်ကိုလည်း6လပိတ်သိမ်းခံလိုက်ရပါတယ်တိုရီနိုကစတိန်းချောင်းကိုအော်မိုက်စီဖုံးဆက်ပြီးပြောပြနေရပါစတိန်းမှာအော်မိုက်လိုမျိုးညီချင်းမှုတင်ကြတာလို့အတွေးခေါ်ရှိတယ် UA ကိုတိုက်ခိုက်ခဲ့တဲ့အဆင့်မဲရှိခဲ့တဲ့ဖီလိန်ဖွဲ့စည်းက Stain ကိုတွေးခေါ်တဲ့သူမျိုးရသွားရင်ပိုပြီးစာတက်သွားကြတော့မှ Torino ရဲ့တငယ်ချင်းကောင်းနဲ့ All My ဆရာအဖြစ်သူရှီမူရာရှီမူရာကိုတက်သွားခဲ့တဲ့ Offer One ကပြန်လည်ပေါ်ထွက်လာပြီလားဒါဆိုရင် All My ကသူ့အတွက်တော့အံ့အားသင့်စရာဖြစ်စီမှာ One for အစွမ်းကြောင်းအကုန်လုံးကိုမီဒိုဗီယာကိုပြောပြတဲ့နေပြီဖြစ်ကြောင်း Torino ကအကြံပေးပြန်ပါတယ်အခုတလော Stain ကြောင်းဗီဒီယိုတစ်ပုဒ်ကလိုင်းပေါ်မှာပြန့်နှံ့နေပါတယ်အမြင်ရင်းချီဆိုမီ ဟီးရိုးတင်တဲ့ကြောင့်တက်ခဲ့ရမယ်အခုခေတ်ဟီးရိုးတွေရဲ့အတွေးခေါ်တွေကိုမကြိုက်လို့ပထမနှစ်မှာလေအကြောင်းကနေထွက်ပြီးသူ့အတွေးခေါ်တွေကိုလူတွေလက်ခံလာအောင်လမ်းဘေးမှာဟောပြောခဲ့ပါတယ်။ဒါပေမဲ့တယောက်မှနားမထောင်ကြပါဘူး။ဒီလိုနဲ့တိုက်ခိုက်နေတွေကိုတယောက်တည်းတင်ယူနေရင်၁၀နှစ်ကြာမှဟီးရိုးတွေကိုလိုက်တက်ခဲ့တယ်။အခုခေတ်ဟီးရိုးတွေကအခါချင်းငွေယူပြီးအပြောတသက်ပဲရှိရအတူရောင်နေပဲ။အခါချင်းငွေမယူဘဲအနစ်နာခံမှသာဟီးရိုးလို့သူကလက်ခံတာ။ဒီလိုနဲ့ဟီးရိုးတွေကိုလိုက်တက်နေခဲ့တာပါ။ဒီဗီဒီယိုကလည်းအွန်လိုင်းပေါ်ရောက်လိုက်ဖျက်ချခံရလိုက်ပြန်တက်လာလိုက်နေဖြစ်နေပါရဲ့။ စတိန်ရဲ့တွေးခေါ်တွေကတချို့အစွမ်းရှိတဲ့သူတို့စီကိုလည်းအထိုက်အလျောက်ပြန့်နှံ့နေပါပြီ။ဒီမှာလည်းအပိုင်း၁၈ကပြေဆုံးလာပါရဲ့